ရိသတ်ကြီးတို့အားလုံးပဲမင်္ဂလာရှိသောအချိန်ခါလေးဖြစ်ပါစေခင်ဗျာဒီနေ့မှဆိုရင်တော့ဆေးရဆွေတောင်တွင်းရေးသားထားတဲ့ကားရဲကတစီမီတာစုဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ပြီးတော့မှတင်ဆက်ပေးလိုက်ပါရခင်ဗျာအချိန်ကညာစင်နာကြီးကြော်စာပြုနေပြီးမှုအဝေးပြေးလမ်းမကြီးကတိတ်ဆိတ်ငြိမ့်သက်နေတယ်။အဲ့ဒီခိုင်မှာတော့အချိန်ပြင်းစွာနဲ့မောင်းနေလာတဲ့အဖြူရောင်ပရိုပေါကားဆက်တန်ကတိတ်ဆိတ်တဲ့ညကိုဖောင်းခွင်းသွားပါတယ်။ကားကောင်းကန်းထဲမှာတော့ဂျင်မောင်းသူအမျိုးသားနဲ့အမျိုးသမီးတအူးတို့ရှိနေပြီး နောက်ခန်းမှာတော့၁၀နှစ်ရွယ်သားငယ်လေးနဲ့ချောင်းနှစ်ရွယ်သမီးငယ်လေးတူကနှိမ့်ချိုက်စွာအိမ်မောကြနေတယ်။ကားကိုမောင်းနေတဲ့သူကတော့တစားတစားလေးလံနေတဲ့မျက်ခွန်တစုံကိုအတင်းထိန်ထားနေရတယ်။အဲဒီခိုင်ဘေးတစ်ဖက်မှာရှိတဲ့ဇနီးတွေကမောင်းအိတ်ချနေပြီလား။ဒါဆိုရင်လေလမ်းဘေးမှာခဏရပ်ပြီးတော့တေးတမောလောက်အိတ်လိုက်ပါအောင်လား။ရပါတယ်ကွာမကြခင်မျိုးတွေရောက်တော့မှာပဲဥစ္စာ။ဒါဆိုလေပြီးတာပါပဲဖြည်းဖြည်းတော့မောင်း။အင်းမာသူကောင်းကြီးပြလိုက်တယ်။ ပြီးတဲ့နောက်ကားကိုသာအာယုံအပြေးနဲ့မောင်းနေနေတယ်။ဒီကြားတဲ့ဇနီးတဲ့ကလည်းသူအိတ်ချင်းပြေးစေဖို့အတွက်စကားတွေတရက်ဆက်ပြောပြနေတယ်။အဲ့လိုပြောပြနေတဲ့ကြားကပဲသူတစ်ချက်တစ်ချက်ငိုက်ခနေဖြစ်သွားတတ်တယ်။တခါမှတော့သူ မေးခနေဖြစ်သွားတယ်ခိုင်မှာ။မောင်ရှေ့မှာကားဇနီးကထိတ်လန့်စွာနဲ့တရေပေးတော့လေသူလည်းမျက်လုံးကိုအတင်းပွင့်ပြီးတော့ကြည့်လိုက်တော့ရှေ့ကလလန်းမှာရက်ထားတဲ့ကွန်တိန်နာကားတစ်စီးကိုတွေးလိုက်ရတာမို့ပရိတ်ကိုကမန်းကရန်အုပ်လိုက်ပြီမဲ့နောက်ကျသွားခဲ့ပါပြီ။ ကာပရိတန်ကာချင်းတိုင်းပြည်ရဲ့တန်နဲ့ကြောင်းလံပြီးအော်ဟစ်တဲ့တန်တို့ကတိတ်ဆိတ်တဲ့ညကိုရှုပ်ချင်းစူညံသွားစီတော်တယ်။အိမ်မော်ကိုတုံးတုံးနဲ့ပြေးတက်လာတဲ့မြန်မင်းအောင်ကိုပြင်းတော့ဦးချစ်ဟန်နဲ့ဒေါ်ကေခိုင်လေးစိတ်လုံရှားစွာနဲ့အလူရက်မေးကြတယ်။တာဘလို့လဲအောင်ရဲ့လား။ဟုတ်ကဲ့အောင်နေပြဂုံနုနှစ်ပါးသာတော့ပါတယ်အဖေရ။ဟေးဒါမှငါသားကွာ။လင်မယားနှစ်ယောက်စလုံးဝမ်းမြောက်ပျော်ရွှင်စွာနဲ့ထအော်ကြတယ်။အဲ့ဒီခိုင်မှမြန်မင်းအောင်က အဖေတိတ်မပြောနဲ့ဦးမြတားဖို့ကတိပေးထားတာရှိသေးတယ်နော်ဟေးဘယ်ရုံးကွာအဖေကလည်းမေးတတ်လိုက်တာဗျာတားဆောင်မွေးခွဲအောင်ရင်ကားဝယ်ပေးမယ်ဆိုအဲ့ဒီခါမှဦးချင်းကလည်းသူပေးခဲ့တဲ့ကတိကိုပြန်အမှတ်ရသွားပြီဟာဟုတ်တယ်ကွာငါမိနေတာကွာငါသားရကဲအဖေနောင်းလာတယ်ဝယ်ပေးမယ်ဟုတ်ပြီလားဟာအဖေကလည်းမရပါဘူးဒီလအတွင်းဝယ်ပေးအဲ့ဒီခိုင်မှာဒေါကိခိုင်ကလည်းတားပြည့်သူဘက်ကနေဝင်ပြောပေးတယ် ဝယ်ပေးလိုက်ပါတော့သားလေးခင်ဗျာစောင်းမူပွဲအောင်ရင်ကားစီးရတော့မယ်ဆိုပြီးတင်တန်းတွေတော့ကြိုတက်ထားတာလိုင်းစင်တော့ရပြီးသွားပြီကဲကဲကဲဒီလအတွင်ဖြစ်အောင်ဝယ်ပေးမယ်ကွာဟုတ်ပြီလားဟုတ်ဒါပေမဲ့ပိုးချောင်ကောင်းကြီးတွေတော့မရဘူးနော်အဖေအေးပါကွာအသင်မဟုတ်ရင်တော့တပန်နွမ်းသာသာပြီးတော့ဈေးနှုန်းလည်းအသင့်အင့်ဒါဆိုโอเคလားဟုတ်โอเคပါတယ်ကဲသားတငယ်ချင်းတွေစီသွားလိုက်ဦးမယ်အေးအေးအေးတိတ်လေရှောက်လေမင်းနေအောင်နော် ဟုတ်ကဲ့ပြီမြန်မင်းရောင်အိမ်ပေါ်ကနေဆင်းရင်သွားတယ်အဲ့ဒီကမှဒေါကိခိုင်းကဦးချင်းရံကိုပြောတယ်တော်ကလည်းတော်အသေးဝယ်ပြီးတော့ဘာဖြစ်မှမို့လို့တော့ကျမတို့မှာစုထားတာလေရှိနေတာပဲဥစ္စာဟာအဲ့ဓာတွေကဆိုင်အသေးပြန်ဆောက်ဖို့ကရမ်းတုံလို့မရဘူးလောင်းကားဖို့ချိန်ရသေးတယ်ဒါဆိုလဲသဘောပဲတော်ကျုပ်ကသားလေးကိုကာကောင်းတာလေစီးစေခြင်းလို့ပါအေးပါကွာနောက်တော့လေဖြစ်သွားမှာပါကဲငါဆိုင်သွားလိုက်ဦးမယ်အင်းမာ ဦးချင်းရံအင်ရောက်ကိုဆင်းလာပြီးတော့ဆိုင်ကနဲ့ဆိုင်ကိုထွက်လာတယ်။ဒီလိုနဲ့ဆိုင်ကိုရောက်တော့ဦးချင်းရံကကောင်တာမှာထိုင်ပြီးဒဇုံတယောက်အလာကိုစောင့်မျှော်နေတယ်။မကြပါဘူး။ဆိုင်အတွင်းကိုလူတယောက်ဝင်းလာတယ်။အဲ့ဒီလူကဦးဝင်းမောင်ဖြစ်တယ်။ဦးဝင်းမောင်ကဒီမျိုးထဲမှာအတန်အသင့်နာမည်ရတဲ့ကာပွဲစားတယောက်ဖြစ်တယ်။ဦးလေးခိုင်းလို့ပဲလား။ဇပွဲတိုးလေးကလာပြီးတော့ဦးဝင်းမောင်ကကောင်းကျင်ပြတယ်။အေးဇပွဲတိုးလေးပြန်ထွက်သွားတယ်။အဲ့ဒီခါမှာဦးချင်းရံကလည်းကောင်တာကနေထွက်လာပြီး ဥဝင်းမောင်ရှေ့ကိုထိုင်းလိုက်တယ်။ပြီးရင်တော့ဥဝင်းမောင်ကျွန်တော်ခမည်းကိုအကူအညီတောင်းစရာရှိလို့ဗျ။ပြောလေကိုကျန်။ကျွန်တော်သားကိုကားဝယ်ပေးခြင်းနဲ့ဗျာ။ပရိုပေါ့သူများကြလေပေါ့။ခမည်းနဲ့ဗျာကိုသားစီးမှာပဲကောင်းတာလေးဝယ်ပေးလိုက်ပေါ့ဗျာ။ဟာအဲ့လောက်လည်းမတက်နိုင်ဘူးဗျာ။ကောင်းပြီလေကျွန်တော်ရှာကြည့်ပါမယ်။ဟုတ်ကဲ့ကျေးဇူးပါပဲဗျာ။ဦးချင်းကကောင်းသားစီကိုပြန်လျှောက်လာတယ်။ ။ဦးဝင်းမောင်လည်းဇပွဲထိုးလေးလာချပြီးတဲ့လက်ဖက်ရည်နဲ့ secret ကိုဇင်းပြေနှပြေတောင်းနေတယ်။ဒီလိုနဲ့ဆေးရက်ခန့်ကြာလာခဲ့တယ်။တမနဲ့မှာတော့ဦးဝင်းမောင်ကဆိုင်ထဲကိုဝင်လာပြီးဦးချင်းရံလည်းသူနဲ့အတူထိုင်ရင်းမေးလိုက်တယ်။ဘလို့လဲဗျကိုဝင်းမောင်တွေ့ပြီလား။အင်းတွေ့ပြီဗျ။ဇင်းနှုံးကိုလည်းကြုံမေးပြီးသွားပြီ။နှက်စဲတဲ့ခမည်းလိုချင်တဲ့ဈေးလောက်ပါပဲ။အဲ့ဒီလိုဖြည့်ပြီးတဲ့နောက်ဦးဝင်းမောင်ကဒုံးစံတိုင်းလက်ဖက်ရည်နဲ့ secret တပွဲကိုမှားလိုက်တယ်။ဦးချင်းဟန်ကရောင်းမဲ့သူကဘသူတုံးဗျဘဲကလည ဒီမျိုးတွေကပဲနာမည်ကဦးထွန်းရှိန်နဲ့ဩအဲ့ဒီခိုင်မှာဇပွဲထိုးလေးကဦးဝင်းမောင်မှထားတဲ့လက်ဖက်ရည်နဲ့ secret ကိုလာချပေးတယ်။ဦးဝင်းမောင်ကလည်းလက်ဖက်ရည်ကိုတံခွန်လောက်တောက်ပြီး secret ကိုမင်းညီပြီးတော့ဖွာရှာရင်းနဲ့ဆက်ပြောတယ်။ကားကတော်တော်ကောင်းသားဗျ။ခင်ဗျားကြည့်မယ်ဆိုရင်ကျွန်လိုက်ပြပါမယ်။ကောင်းတာပေါ့ဗျာ။နေဦးဗျာကျွန်တော်သားစီဖုန်းဆက်လိုက်ဦးမယ်။ဒီကောင်းကိုပါတခါတည်းခေါ်သွားရတာပေါ့။အဲ့ဒီလိုပြောပြီးတဲ့နောက်ဦးချင်းရန်ကဆိုင်ကဖုန်းနဲ့အိမ်ကိုလှမ်းဆက်တယ်။ ဟလိုငါသားဘယ်သွားကြရှိသေးလဲအဖေတို့ကားကိုသွားကြည့်အောင်ဆိုင်ကိုလာခဲ့ကြလားဦးချင်းကဖုန်းချလိုက်တယ်ပြီးရင်တော့ဦးဝင်းမောင်နဲ့အတူပြန်ထိုင်နေလိုက်တယ်မကြပါဘူးညမင်းအောင်ကလည်းဆိုင်ကနေရောက်လာတယ်အဲ့ဒီနောက်ဦးချင်းကကဲဦးဝင်းမောင်ကြီးသွားရအောင်၃ရောက်သားဆိုင်ကနေစည်းနဲ့ထွက်လာခဲ့ကြတယ်ဒီလိုနဲ့မြို့အစုံကအလွန်ခမ်းနားတဲ့နှစ်ထပ်အိမ်ချမ်းဝင်းတဲ့ကိုဦးဝင်းမောင်ကဆိုင်ကိုရက်လိုက်ပြီးတော့ညမင်းအောင်ကလည်းသူနဲ့အတူရက်လိုက်တယ် ပြီးတော့သားဖာနေအောင်ဆိုင်ငယ်ပေါ်ကနေဆင်းလိုက်ကြတယ်။ပထမဦးစားဦးဝင်းမောင်ကခြံတကားမှာတက်ဆင်ထားတဲ့လူခေါ်ဘဲကိုနှိပ်ပြီးတော့ခိတအကြမှာတော့တကားပွင့်ပြီးတော့ခြံသောတယောက်ထွက်လာတယ်။အဲ့ဒီချိန်မှာဦးဝင်းမောင်ကဦးထွန်းရှင်ရောကျိုးတို့ကားလာကြည့်ရပါ။အော်ခမားကဦးဝင်းမောင်လား။လာဗျာ။တတိကားတော့ညရုံကမှအေးကြီးကိစ္စနဲ့နေကိုသွားတယ်ဗျ။တပတ်လောက်ကြာလိမ့်မယ်။ဒါပေမဲ့ကားကိုတော့ကိုတော်ထဲမှာထားခဲ့ပါတယ်။ဝင်ကြည့်ကြပါ အဲ့လိုဆိုပြီးရနောက်တကားကိုခွင်းပြီးတော့ဦးဝင်းမောင်နဲ့ဦးချင်းရတို့လည်းကျန်းဝင်းထဲဝင်ပြီးတော့ကိုတော်နေကိုဝင်ပြီးရက်ထားတဲ့ကားကိုကြည့်ကြတယ်။ကားကအဖြူရောင်ပရိုပေါလေးဖြစ်တယ်။ကားကိုတေချာကြည့်ပြီးတဲ့နောက်ဦးချင်းရကမြင်မင်းအောင်ကိုမေးလိုက်တယ်။ဘလို့လဲတာကြိုက်ရလား။ကားကတော့တကယ်အစ်စ်နီးနီးပဲ။ဟုတ်ကြိုက်ပါတယ်ဖေ။ Okay ။ဒါဆိုရင်တော့ပိုင်ရှင်ပြန်လာရင်အဖေတို့ဝယ်ကြတာပေါ့။ဟုတ်အဖေ။အဲ့ဒီနောက်၃ယောက်သားခြံစောက်ကိုနှုတ်ဆက်ပြီးတော့ဆိုင်ကင်နဲ့ပြန်လာခဲ့ကြတယ်။ ဆိုင်ကိုပြန်ရောက်တော့ဦးဝင်းမောင်ကကဲကိုချင်းရန်ကားကခမားတို့လည်းကြိုက်ပြီဆိုတော့နောက်တစ်ပတ်ပိုင်းရှင်ပြန်လာရင်တော့ငွေချေပြီးကားကိုယူလိုက်ရုံပဲစကြောကတော့ဒီတော်တွင်ရှိအောင်မှာမဟုတ်ဘူးဇွားကိုပြန်ရအောင်မယ်တလားလောက်ပေါ့ဩဒါဆိုကိုဝင်းမောင်အကျိုးဆောင်ကားကိုတခါတည်းယူသွားပါလားဗျဟာအချင်းချင်းတွေပဲမယူချင်ပါဘူးဗျာခင်ဗျားတို့အဆင်ပြေတယ်ဆိုရင်ပဲကျုပ်ကဝမ်းသာလာပါပြီအဲ့လိုပြောပြီးတော့ဦးဝင်းမောင်ကဆိုင်ကနေပြန်ထွက်သွားတယ် အဲ့ဒီခါမှာမြန်မင်းအောင်လေဦးချင်းရံကိုနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်ခဲ့တော့တယ်ဒီလိုနဲ့ရတရပတ်ခန့်အကြာမှာဦးထွန်းချိန်တို့ပြန်ရောက်လာပြီလို့ဖုံးဆက်တာကြောင့်ဦးချင်းရံလည်းချက်လက်မဲ့ယူပြီးမြန်မင်းအောင်ကိုခေါ်ပြီးတော့ဆိုင်ကနေသွားကြတယ်ဦးထွန်းချိန်ရဲ့အိမ်ကိုရောက်တော့စကားစမြည်ပြောကြတယ်အဲ့လိုပြောကြရင်ကဦးချင်းရံကကားကိုတော့သဘောကျပါတယ်ဗျာကျုပ်တို့အခုပဲစမ်းပြင်းတော့တခါလေးဝဲသွားမှာဟုတ်ကဲ့ကောင်းပါတယ်ဗျာဒါနဲ့အဲ့ဒီကားကနောက်ကျောင်းအရှုပ်ရှင်းတော့ကင်းပါတယ်နော် ရောဒီယာဦးချင်းရံကမေးလိုက်တော့ဦးထွန်းရှင်ရဲ့မျက်နှာကွက်ကနေပြတ်သွားတယ်။ပြီးတဲ့နောက်မှာမျက်နှာမူရာကိုပြန်ပြင်လိုက်ပြီးအရှုပ်ထွေကင်းပါတယ်ဗျာ။ခင်များတို့စိတ်ချိုက်လက်ချသာစီးကြပါ။ဟုတ်ဒါဆိုရင်လည်းစမ်းကြည့်ဖို့ပဲကြံတော့နေ။အဲ့ဒီနောက်၃ယောက်သားအောက်ထက်ကိုဆင်းလာခဲ့ကြပြီးမြန်မင်းအောင်ကကားကိုလမ်းမဘက်ကိုမောင်းထွက်လိုက်တယ်။စိတ်တကြမှာပြီးတဲ့နောက်မှာကားကိုကိုတော်မှပြန်ရက်လိုက်တယ်။โอเคလားတာဟုတ်โอเคပါတယ်ဗျ။ကဲ ဒါဆိုရင်လေအဖေငွေချေလိုက်တော့မယ်။အဲ့လိုဆိုပြီးတဲ့နောက်ဦးချင်းရံကဦးတွန်းရှိန်ကိုချက်လက်မဲ့ပေးပြီးတော့ဦးတွန်းရှိန်ကလည်းကားနဲ့ပတ်သက်တဲ့ဇာယဆန်နဲ့ထုတ်ပေးတယ်။အယောင်းဝယ်ဖြစ်သွားပြီမို့လို့မြမင်းအောင်လည်းအလွန်ပျော်ရွှင်သွားတယ်။အဲ့နောက်ကားကိုသူကိုယ်တိုင်မောင်းပြီးတော့အိမ်ကိုတင်းလာခဲ့တယ်။ပြီးတော့ကားဝယ်တဲ့နေ့အမတ်တရားဆိုပြီးတော့မိခင်ဖြစ်သူကိုပါခေါ်ပြီးတားမီတုံးရောင်မြို့နဲ့ကိုကားနဲ့လဲပတ်ကြတယ်။အဲ့လိုလဲပတ်ကြပြီးတော့ည9နာရီထိုးပြီးမှအိမ်ကိုပြန်ရောက်ဖြစ်ကြတယ်။ အဲ့ဒီတော့ရေမိုးချိုးထမင်းစားပြီးတော့ပြင်ပန်းထားကြတာမို့ခက်စောစောအိပ်ရာဝင်လိုက်ကြတယ်ဒီလိုနဲ့မနက်9နာရီထိုးတော့နှိုးဆက်တံမိတာကြောင့်ဦးချင်းရံလည်းအိပ်ရာကထပြီးမျက်နာသေးကိုလန်တန့်စင်ပြီးစေးပေါ်လေးနဲ့မိချစ်ယူပြီးတော့ဝင်းရံတာကိုထွက်လာခဲ့တယ်မနက်ချိန်ကမို့လို့အိမ်ရှိမှရှိတဲ့ကားလမ်းမပေါ်မှာကားတွေကတစ်စီးစနှစ်စီးစသာဖြစ်သွားဖြစ်လာရှိကြတယ်ဦးချင်းရံလည်းစေးပေါ်လေးကိုမိညိပြီးတော့ဖွာဆိုင်နေရင်ခိုက်မှာသူ့ရဲ့ကြည့်တွေကအိမ်နောက်ဘက်ကိုအမှန်တမဲရောက်သွားတယ် ဟင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဦးချင်းရဲ့မျက်မှောင်ကျုပ်သွားတယ်။ဘာကြောင့်လဲဆိုတော့အိမ်နောက်ဘက်ကမင်းပြင်းပေါ်မှာဝါကြကြံမီးရောင်တွေကမှိန်လိုက်လင်းလိုက်ဖြစ်နေတာကြောင့်ရယ်အဲ့ဒီနေရာနဲ့မလန်မကန်းမှာတော့ပရိုဘော့ကားရက်ထားတာမို့ကားရဲ့နောင်မီးကဖြစ်ကြောင်းဦးချင်းရဲ့ချိန်မိလိုက်တယ်။ကားမီးကဘလို့လို့မှိန်လိုက်လင်းလိုက်ဖြစ်နေရတာတော့ညာကဟိုကောင်တေချာမပိတ်ခဲ့ဘူးနဲ့တူတယ်။အဲ့လိုရေရွတ်ပြီးတဲ့နောက်ဦးချင်းရံလည်းဧကန်းမှာချိတ်ထားတဲ့ကားတော့ကိုယူပြီးတော့ဆင်းလာခဲ့တယ်။ ကားနာကိုရောက်တော့မိကပိတ်ရတာဖြစ်နေတယ်။ဟာဘလို့ဖြစ်တာတော့ကိုချီဟန်အန်ဩစွာနဲ့ရည်ရွယ်ပြီးတော့ပဝင်းချင်းကိုအကဲခဲလိုက်တယ်။ပဝင်းချင်းကလည်းမှောင်မဲပြီးတော့တိတ်ဆိတ်နေတယ်။အဲ့ဒီခိုင်မှာဝင်းရနာဘောကဇနီးဖြစ်သူရဲ့ချောင်းဟန်တန်ကိုကြားလိုက်ရတာမို့ဦးချင်းရလည်းအိမ်ပေါ်ကိုပြန်တက်လာခဲ့တယ်။ပြီးတဲ့နောက်မိမခုနကငါဒီဝင်းရတာမှာဆေးလေတောက်နေတော့ကားမိကမှိတ်လိုက်လင်းလိုက်ဖြစ်နေတယ်။ဘာကြောင့်လဲမသိဘူး။ ငါသွားကြည့်တော့ပုံမှန်တိုင်းပြန်ဖြစ်နေတယ်။ဟောကြည်ရတာမိကကြောင်နေတာနဲ့အတူတယ်။တော်ဘဲကကောက်ဝဲပေးလိုက်တာတော့ပေါ့ချောင်ကောင်းကြီးဝဲပေးလိုက်တာမလား။ဟာကွာဘဲကပေါ့ချောင်ကောင်းရမှာလေ။ငါတငယ်ချင်းရဲ့ကားအလက်ကြီးကိုဝဲပေးလိုက်တာပါကွာ။ဒါဖြစ်ကားမိကမှိတ်လိုက်လင်းလိုက်ဖြစ်နေတာဆို။ဒေါကိတ်ခိုင်ကအဲ့လိုပြန်ချေပြီးပြောလိုက်တော့ဦးချင်းရလည်းခေါင်းကိုတပြင်းပြင်းကိုရင်နဲ့ငါအမြင်မှားတာဖြစ်ပါလိမ့်မယ်ကွာ။ချန်ရှိမှလည်းကားတွေကပြင်းမောင်းသွားကြတာကို။ ဒါဆိုလည်းပြီးတာပဲအဲ့ဒီနောက်လင်မယားနေအောင်မနက်စာဖြင့်ကော်ဖီနဲ့မုတ်ကိုစားပြီးတော့ဆိုင်ကနေဆိုင်ကိုထွက်လာခဲ့တော့တယ်မနက်9နာရီထိုးမှမြန်မင်းအောင်ကအိယာကနေနိုးတယ်အဲ့ဒီနောက်မျက်နှာအသင်ကိုလန်းတန်းစင်ပြီးထမင်းချက်ဒေါ်ကြီးပြင်ဆင်ထားတဲ့ထမင်းကြော်နဲ့မဲကြော်ကိုစားပြီးအိမ်ပေါ်ကနေဆင်းလာခဲ့တယ်ဒီနေ့ဗိတ္တုံးမျိုးဟောင်းကိုသွားကိုစိတ်ကူးမိတယ်အဲ့ဒီမျိုးဟောင်းကိုမရောက်ဖြစ်တာလေအတော်ကြာခဲ့ပြီဖြစ်တယ်အဲ့ဒီနောက်မြန်မင်းအောင်ကကားကိုဗိတ္တုံးမျိုးဟောင်းဘက်ကိုမောင်းထွက်လာခဲ့တယ် ပေတနိုးကိုကြောက်တော့ပွဲတော်ကာလာမဟုတ်ပေမဲ့လာရောက်လေပက်သူတွေကနေပါတယ်။အဲ့တော့မြမင်းအောင်ကရွှေရောင်တော်ဖရားကိုပူပြီးတော့ကားကိုရှင်းအောင်ပြားလိုက်ဘက်ကိုမောင်းထွက်လာခဲ့တယ်။ပြားလိုက်ရှိကိုကြောက်တော့ကားကိုရက်လိုက်ပြီးပြားလိုက်တဲ့ကိုဝယ်မယ်လို့ပြုလိုက်စင်ပါအထဲကနေပြန်ထွက်လာတဲ့ဖုန်းတော်ကြီးတစ်ပါးနဲ့စုံမိတယ်။ဖုန်းတော်ကြီးကမြမင်းအောင်ရဲ့ကားကိုလှမ်းကြည့်ပြီးတော့တကားလေးတကားလေးရဲ့ကားထဲမှာဧည့်သည်တွေရှိနေတယ်၄ယောက်တော့အဲ့ဒီစကားကြောင့်မြမင်းအောင်လည်းအံ့အားတင်သွားပြီးတော့ကားစီကိုလှမ်းကြည့်မိတယ် မရှိပါဘူးဖေဟာတပည့်တော်လည်းတင်မလာပါဘူးအဲ့လိုပြန်လျှောက်တင်တော့ဘုန်းတော်ကြီးလည်းဆက်လက်ပြောဆိုခြင်းမပြုတော့ဘင်းနဲ့ပြားလိုက်ပြန်ဘက်ကိုကြွသွားတယ်ဒိုင်းမဲ့မြမင်းရောင်ရဲ့ကားနာကိုရောက်တော့ကားကိုတည်တည်ချာချာကြည့်ပြီးတော့မြင့်တာပို့ပြီးတော့ဆက်လက်ကြွသွားတယ်မြမင်းရောင်ကလည်းပြားလိုက်တဲ့ကိုဝင်လာခဲ့တယ်ပြားလိုက်ထဲမှာတော့ပြူလူမျိုးတွေရဲ့ရိုးပြအိုးတွေလက်ကောင်းတို့အုံပြုခဲ့တဲ့တန်မိုးကြီးတွေအပြင်ကြောက်ခဲ့လူတွေကင်ဆောင်ခဲ့တဲ့လက်နက်တွေစသည်တို့ကိုခန်းခန်းနာနာပြတာထားတယ်မြမင်းရောင်ကလည်းစိတ်ကြင်နဲ့လောက်အောင်လေ့လာပြီးတော့ အတန်ကြာလာတဲ့အခါမှာပြားတိုက်ကန်နေပြန်ထွက်လာခဲ့တယ်။ကားဘော်ကိုရောက်တော့ရုတ်တရက်ပိုးအဲ့အဲ့အနံ့ကြီးကိုရှူဆိုင်မိတာမို့နှာခေါင်းကိုလမ်းနဲ့အုပ်ပြီးတော့ကားလေးကနေအလင်းမြန်ပဲပြန်ထွက်လာခဲ့တယ်။ဘလို့ဖြစ်တာတော့ဟာအဲ့လိုရွရွပြီးတဲ့နောက်မြန်မင်းအောင်ကလည်းကားထဲမှာအပုံးနဲ့နန်းစီတဲ့အသေးကောင်တစ်ကောင်များရှိနေလားလို့တွေးပြီးတော့ကားထဲကိုခေါင်းဝင်ပြီးတော့မျက်စိကစားကြည့်ရင်ဒါပေမဲ့ဘာကောင်မှမတွေ့အဲ့ဒီခိုက်မှာအပုံးနဲ့ကတဖြည်းဖြည်းပျောက်ကွယ်သွားတယ်။အဲ့ဒီခါမှမြန်မင်းအောင်လည်းကားထဲကိုပြန်ဝင်ပြီးတော့မောင်းထွက်လာခဲ့တော့တယ်။ ။စူညံလာတဲ့ကောင်းဝန်းဒီတန်ကြောင့်ဦးချင်းအပြင်ဒေါ်ကိတ်ခိုင်မှအိပ်ပျော်နေရကနေလန်နိုးလာခဲ့တယ်။နိုင်ကိုကြည့်လိုက်တော့မနဲ့၃နိုင်ပြင်မထိုးသေးဘူး။ကိုချင်းဟန်ကောင်းဝန်းကစူးလာကြည့်လား။ဘသူလက်ဆော့နေလဲမသိဘူး။ကိုကောင်မြင်အဖြစ်မဲ့တင်တယ်ဒီကောင်ကွာတော့ကဘလို့လို့သူ့စီမှာရှိနေရတာတော့ဩညတော့ကဒီကောင်ကိုကားအတွင်းနဲ့တန်ရှင်းလုခိုင်းတာဟိမင်းရဲ့သားကားထဲမှာအပုံနဲ့ညရဲပြောထားလို့ဟာ အဲ့လိုဖြစ်ရင်းနဲ့ဦးချင်းရံကအိမ်ပေါ်ကနေခတ်သွက်သွက်ဆင်းလာခဲ့တယ်။အိမ်ရနောက်ဘက်ကိုရောက်တော့ကားနီးမှာရက်နေတဲ့မြင့်အေးကိုတွေ့ရတယ်။ဟဲ့ကောင်မြင့်အေးကားဟုံးကိုစော့နေတာလားကွာ။ကိုချင်းရံကမေးတော့မြင့်အေးကကြပြကြရနဲ့ခေါင်းခါရင်ကျွန်တော်မစော့ဘူးဗျ။ဟွန်းတန်ကြားလို့ကျွန်တော်လေဦးလေးတို့ဆိုင်ကိုသွားမယ်ထင်ပြီးတော့ခြံတကားကိုလာဖွင့်ပေးမလို့ပဲ။နောက်မှကားထဲဘသူမှမရှိလို့အံ့ဩနေတာ။ဟေးဒီတခါအံ့ဩရသူကတော့ဦးချင်းရံဖြစ်တယ်။ ပြီးတဲ့နောက်ဒါနဲ့ညတော့ကကားတော့ကိုမင်းယူထားတာမဟုတ်ဘူးလားကွာမဟုတ်ဘူးဗျကားကိုကျွန်တော်တန်ရှင်းလို့ပြီးတော့အဲခန်းထဲမှာပဲပြန်ချိန်ထားတာအဲ့ဒီခိုင်းမှာပဲဒေါ်ကိတ်ခိုင်းကလည်းအိမ်ပေါ်ကနေဆင်းလာတယ်ဟဲ့မြင့်အေးနင်ကားဟုံးကိုစော့နေရလားဒီကောင်မစော့ဘူးကွာငါမေးပြီးပြီဟုံးကိုကကြောင်းနေတာမင်းကလည်းကားမိကမှိန်လိုက်လင်းလိုက်ဖြစ်နေတာဝယ်ထားတာ300တောင်မပြည့်သေးဘူးကွာ ဦးချင်းရဲ့မကြေမနက်နဲ့ရေရွတ်တော့ဒေါကိတ်ခိုင်ကကဲဒါဆိုလေဒေါသထွက်မနေတဲ့တော့တော့ကိုအစားအကလေးကကားအစ်ဝယ်ပေးလိုက်ပါလို့ပြောတာပဲတော်ပဲကက်ဆေးနဲ့ပြီးတော့ဈေးပေါ်တာဝယ်ပေးလိုက်တာလေမနက်ရောက်ရင်တော့ဝက်ရှော့သာတွားပို့လိုက်မပို့ချင်ရင်လည်းသူများကိုယ်သာလကားပေးပြလိုက်အဲဒီလိုမဲရွယ်ပြောဆိုပြီးတော့ဒေါကိတ်ခိုင်ကအိမ်ပေါ်ကိုတက်သွားတယ်ဦးချင်းရန်ကလည်းရခင်ကားပိုင်ရှင်ဦးထွန်းရှင်ကိုပဲ့ပဲ့နဲ့နဲ့မေတ္တာပို့ဆဲဆိုပြီးတော့အိမ်ပေါ်ကိုပြန်တက်လာခဲ့တော့တယ်ဒီလိုနဲ့မနက်ခင်းကိုရောက်တော့မြမင်းအောင်က ဥချင်းရံရဲ့ဆိုင်းရှိကိုကားနဲ့ရောက်လာတယ်။အဲဒီခါမှာဥချင်းရံလည်းကောင်းတာတွေကပတ်စံအိတ်ကိုယူပြီးတော့ထွက်လာခဲ့။အဖေဟိုးနဲ့ကားမီကအခုကြတော့လေအကောင်းကြီးပါလားဗျ။ဝက်ရှော့ကိုပို့စရာမလိုဘူးနဲ့တူတယ်။ဟဲ့ကောင်ကြီးလိုတယ်ကွ။ဒီညတော့ငါအေးအေးပြတ်မခံနိုင်ဘူး။မင်းကားဟုံးကဒီညလည်းထဖောင်ဘယ်လိုလုပ်မလဲ။နောက်ပြီးကားမီရောအဲလိုဆိုပြီးတဲ့နောက်ဥချင်းရံကကားကောင်းကန်းနဲ့ဝင်လိုက်တယ်။ကဲဘူရာယုံနန်းကကိုမျိုးဝက်ရှော့ဆိုင်ကိုမောင်းတော့ ဟုတ်ကဲ့ဖေမြမင်းအောင်ကကားကိုမောင်းထွက်လာခဲ့တယ်ဒီလိုနဲ့ဝက်ရှော့ကိုရောက်တော့ဦးချင်းရံကကားပြင်တဲ့ကိုမျိုးကိုအကျိုးအကြောင်းပြောပြတော့ကိုမျိုးကလည်းကားကိုတေချာဆစ်တယ်အတန်းချောင်းဆစ်ပြီးတဲ့နောက်ဦးချင်းရံကိုပြောတယ်ဟွန်ရောမီးသီးရောဘာချုံရင်းချက်မှမရှိပါဘူးဗျကောင်းနေပါတယ်ဟုတ်လားဒါဖြင့်ညညာဆိုဘာလို့ထမိနေရတာတော့မီးကလည်းလင်းနေသေးတယ်ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျဒါမျိုးတစ်ခါမှလည်းမကြုံဘူးဒါနဲ့ဦးလေးတို့ ဟွန်ရောမီဒီရောတန်တရားဖြစ်တယ်ဆိုရင်အစ်စ်ဝယ်ပြီးတော့လဲလိုက်ပါလားဒါဆိုရင်တော့စိတ်တန်သွားတာပေါ့အဲဒီကမြန်မင်းအောင်ကလည်းထောက်ခံလိုက်တယ်ဟုတ်တယ်ဗျမကောင်းမှုဆိုရင်လည်းလဲလိုက်တာပဲကောင်းမယ်အေးပါသဘောပဲလောလောဆယ်တော့ငါ့ကိုဆိုင်လိုက်ပို့ပေးဦးပြီးမှမင်းမသာအစ်စ်ဝယ်ပြီးတော့ဒီဆိုင်မှာလာလဲလိုက်ပေါ့ဟုတ်ကဲ့ဗျအဲ့ဒီနောက်မြမင်းအောင်ကလည်းဦးချင်းရံကိုစိုင်းလိုက်ပို့ပေးလိုက်တယ်။စံရှိကိုရောက်တော့ဦးချင်းရံကကားပေါ်ကနေဆင်းလိုက်ပြီ။ကဲတာ ။ဒီညတော့ဆိုင်မှာဘောလုံးပဲပြမှာမလို့၁၀နာရီကျော်ကျော်မှလာကြိုးကွာ။ကာမွန်းကိုလည်းပြင်ဖြစ်အောင်ပြင်အောင်။ဟုတ်ကဲ့ပါဖေ။အေးဒါဆိုရင်လည်းသွားတော့ကွာ။မြန်မင်းအောင်ကားကိုမောင်းထွက်လာခဲ့တယ်။ဒီလိုနဲ့ကားပစ္စည်းရောင်းဆိုင်ကိုရောက်တော့ဟွန်းနဲ့မီးသီးကိုဝယ်ပြီးတော့ကိုမျိုးဆိုင်မှာဝယ်ပြီးတော့တက်ဆင်တယ်။အားလုံးပြီးစီးသွားတဲ့အခါမှာမြန်မင်းအောင်လည်းကားကိုအိမ်ကိုမောင်းထွက်လာခဲ့တော့တယ်။ဦးလေးဦးလေးကောင်းဝန်ဒီသံ စံနိုးတဲ့အတန်နဲ့တကားကိုအဆက်မပြတ်ထုပီးခေါ်တဲ့အတန်တို့ကြောင့်ဦးချင်းရံနဲ့ဒေါကေခိုင်လည်းအိပ်ပျော်နေရကနေလန်နိုးလာခဲ့ကြတယ်။အဲ့ဒီနောက်ဒေါကေခိုင်ကကိုချင်းရံအောက်မှာဘာတွေဖြစ်နေပြီလဲမသိဘူးစဉ်းကြည့်လိုက်ပါဦး။အေးအေးဒုက္ခပါပဲကွာအခုတလို့ကောင်းကောင်းကိုမအိပ်ရပါဘူး။အဲ့လိုညင်းညူရရွတ်ပြီးတော့ဦးချင်းရံအောက်ကိုဆင်းလာခဲ့တယ်။အောက်ထက်ကိုရောက်တော့တကားကိုဖွင့်လိုက်ပြီးအပောက်ဝမှာတုံတုံရင်ရင်နဲ့ရက်နေတဲ့မြင်းအေးကိုတွေ့လိုက်ရတယ်။ မြင်းအေးဘာဖြစ်တာလဲကားကားထဲမှာတေရွေးတွေရှိတယ်ဦးလေးဘာဟုတ်တယ်အခုကားကိုဆန်တော့ပြီးတော့ဟွန်းတင်းနေတာအဲ့ဒီတေရွေးတွေပဲဟာကွာမဖြစ်နိုင်တာဦးချင်းရမယုံနိုင်စွာနဲ့ငင်းနေခိုက်ကားဆက်နိုးတန်တဲ့ဟွန်းတီးတန်ကစူညံစွာနဲ့ထွက်ပေါ်လာပြန်တာကြောင့်ဦးချင်းရလည်းအိမ်ထဲကနေထွက်ပြီးတော့ကားစီကိုခတ်သက်သက်ရှောက်လာခဲ့ကားနာကိုရောက်တော့ကားမောင်းမဲ့သူမရှိဘဲနဲ့မီးတွေမှိန်လိုက်လင်းလိုက်ဖြစ်နေပြီးတော့ ဟွန်းဒီတန်နဲ့ဆက်တန်ကလည်းအဆက်မပြတ်မြည်နေတယ်။ဟာဘလို့ဖြစ်တာလဲကွာ။ဦးချင်းရဲ့စိတ်ရှုပ်ထွေးစွာနဲ့ရေရွတ်တော်မြင်းအေးကကျွန်တော်အပေါ်သွားနေတော့ယောက်ျားတယောက်မိန်းမတယောက်နဲ့ကလေးနှစ်ယောက်ဒီကားလေးဝင်သွားတာတွေ့လို့ကားစီကိုပြေးလာခဲ့တာ။ဒီနားရောက်တော့ဘသူမှမရှိတော့ဘဲနဲ့ဆက်တွေကအခုလိုမြည်နေတာပါ။ဒါကြောင့်ဦးလေးကိုကျွန်တော်လှန့်ခေါ်လိုက်တာ။မြေးကရှင်းပြနေခိုက်မှာဒေါကိတ်ခိုင်းမြန်မင်းအောင်နဲ့တမင်းချက်တော်ကြီးလည်းရောက်လာတယ်။ ဟဲ့ကားကဘာဖြစ်နေတာတော့ဘာမှမဖြစ်ဘူးတည့်ရဲဝင်နေတာဟဲ့ဟမ်ဒေါ်ကိတ်ခိုင်းအပြင်မြမင်းအောင်နဲ့ဒေါ်ကြီးပါအံ့ဩထိတ်လန့်သွားကြတယ်ကားကလည်းဟွန်ဒီတန်နဲ့ဆက်တန်ကစူးညံ့နေစေဖြစ်တယ်အဲ့ဒီကဒေါ်ကြီးကဒါဆုံနေအောင်ဟဲ့ငါမှဆရာတော်တပါပေးထားတယ်တင်ဝင်ပတိရှိတယ်အဲ့ဒါသွားယူလိုက်ဦးမယ်အဲ့လိုဆိုပြီးတဲ့နောက်ဒေါ်ကြီးကအိမ်ထဲကိုခတ်တွတ်တွတ်ပြေးဝင်သွားတယ် ခဏကြာမှသူ့ရဲ့လက်ထဲမှာတော့တိမ်ဝင်ပတိနဲ့ကက်ဆက်တစ်လုံးမှပါလာတယ်။အဲ့ဒီတော့ဒေါ်ကြီးကတိမ်ဝင်ပတိကိုကားရဲ့ဝိုင်ပါမှာချိန်ဆွဲလိုက်တယ်။အဲ့လိုချိန်ဆွဲလိုက်တာနဲ့တပြိုင်တည်းပဲကားဝန်တန်နဲ့ဆက်တန်ကပုံမကျေလောင်ပြီးတော့ဝိုင်ပါကလည်းဘဲညာရိတ်နေတယ်။အဲ့လိုရိတ်နေတဲ့အနောက်တိမ်ဝင်ပတိကလည်းပြုတ်ထွက်မတတ်တိုင်အောင်ဖျို့ပြဲနဲ့ရမ်းနေတယ်။အဲ့ဒီကမှဒေါ်ကြီးလည်းကက်ဆက်ထဲမှာအတင်းထိတ်ထားတဲ့ပထန်းခွေကိုဖြွင့်လိုက်တယ်။ပထန်းရိုတန်ထွက်ပေါ်လာတဲ့တပြိုင်တည်းကားကလည်းရှေ့ကိုမောင်းထွက်လာတယ်။ ာဟေးဘေးမဲ့ဘေးမဲ့ဘေးမဲ့ဦးချင်းရံကကားရှိမျက်စောင်းထိုးနေရမှာရက်နေတဲ့ဒေါ်ကြီးကိုတတိပေးလိုက်တယ်။အဲ့ဒီကဒေါ်ကြီးကြီးလည်းဦးချင်းရံတို့အနာကိုပြေးကပ်လာတယ်။အဲ့ဒီခိုင်မှာရှေ့ကို မောင်းထွက်သွားတဲ့ကားကခြေလန်းဆယ်လန်းခန့်အကွာကိုရောက်တော့အနောက်ကိုပြန်ဆုပ်လာတယ်။အဲ့ဒီကဦးချင်းရံကလည်းအားလုံးကိုတတိပေးရပြန်တယ်။ဟေးကားနဲ့တက်တက်မနေမိကြစေနဲ့ဘေးမှာကန့်နေကြ။အဲ့ဒီလိုတတိပေးရင်းနဲ့သူ့ကိုယ်တိုင်လည်းဘေးတစ်ဖက်ခက်ဝဲဝဲကိုရောက်အောင်ကန့်လိုက်တယ်။ ပထန်းကျွတ်တန်ကားဆက်တန်ဝန်တီတန်တို့မှာအပြိုင်ဖြစ်နေတာမျိုးစူညံနေတယ်။ကံကောင်းတဲ့အချက်မှာတော့ဦးချင်းရန်အိမ်ရှိမှာကားလမ်းမသာရှိပြီးတော့အခြားတစ်ဖက်မှာတော့စတိုးဆိုင်တွေဆံပွဲယုံတွေသာရှိနေပြီးအဲ့ဒီဆိုင်တွေပွဲယုံတွေကညာဘက်ဆိုလူမရှိကြဘူး။ဒါကြောင့်အခုလိုစူညံနေတဲ့အတန်ကိုဘသူမှလာရောက်ပြောဆိုခြင်းမရှိကြတာမျိုးဦးချင်းရန်အတွက်လည်းအနေငယ်စိတ်သက်သာရသွားတယ်။ကိုချင်းဟန်ကားကမရက်သေးဘူး။ကျို့တို့ဘယ်လိုလုပ်ကြမလဲ။ ငါလည်းမစင်းစားတတ်တော့ပါဘူးကွာခဏတော့စောင့်ကြည့်ပါဦးအဲ့လိုဆိုပြီးတဲ့နောက်ဦးချင်းရံကကားကိုသာစိတ်ပြတ်စွာနဲ့ကြည့်နေတယ်ကားကလည်းရှေ့ကိုတူလိုက်နောက်ကိုဆုံလိုက်လုံနေတာမို့ဒေါ်ကိတ်ခိုင်းတို့လည်းမျက်တောင်ပင်ခတ်ဖို့မီလီယွန်နေကြပြီးတတိအပြည့်နဲ့စောင့်ကြည့်နေကြတယ်အတန်ကြာတဲ့အခါမှာကားကရှေ့ဆက်မတူးတော့ပဲညက်သွားတယ်လို့ဆက်အတန်နဲ့ဟွန်ဒီတန်တို့ကလည်းညက်သွားတယ်ဒါပေမဲ့ဝိုင်ဘာကတော့ချက်ချင်းမရက်သေးပဲနဲ့ဆက်လက်ရိမ့်နေပြီးမင်းရဲ့အနေငယ်ကြတော့မှဖြည်းဖြည်းချင်းရက်သွားတယ် ဒီတော့မှဦးချင်းရံတို့လည်းတပ်ပြင်းကိုစီချလိုက်တော့တယ်။ဒါပေမဲ့ပထန်းဝေကိုတော့မပိတ်ဝင့်သေးပဲဆက်လက်ဖွင့်ထားရတယ်။ပြီးရင်တော့ဒေါ်ကိခိုင်ကကိုချင်းရံကျမတော့ဒီကားကိုအိမ်မှာမထားရတော့ဘူး။ဘလို့လုံးရင်ကောင်းမလဲ။ဘလို့မှမလုပ်ဘူး။မနေ့ကျောင်းရင်ပိုင်ရှင်စီပြန်ပို့မယ်။ဘန်းနဲ့ကွာပြဿနာပေးတဲ့ကောင်ကိုကလင်ကကြေးချပြီးရောင်းလို့တယ်။အဲ့လိုပြောဆိုရရွတ်ပြီးတော့ဦးချင်းရံကအိမ်ပေါ်ကိုတက်သွားတော့ဒေါ်ကိခိုင်တို့လည်းကက်ဆက်ကိုဖွင့်ထားခဲ့ပြီးအနောက်ကနေလိုက်သွားကြတယ်။ အိမ်ပေါ်ကိုရောက်တော့ဘသူမှအိတ်မပြောကြတော့ဦးချင်းရံကကားကိစ္စကိုတွေးပြီးတော့ဒေါသထွက်နေသလိုဒေါကိတ်ခိုင်းကလည်းကားဆက်တံပြန်ပေါ်လာမှကိုစိုးရိမ်နေတယ်ဒီလိုနဲ့မိုးစင်စင်လင်းလာတယ်ပထန်းတရားခွေတဲ့ပြီးဆုံးသွားပြီးမှအတန်တိတ်နေသလိုကားဆက်တံကလည်းငြိမ့်သက်နေစေဖြစ်တယ်အဲ့နောက်ဦးချင်းရံကကဲတာအဖေတို့ကားကိစ္စသွားရှင်းကြမယ်ဟုတ်ကဲ့ပေတားဖနေအောင်ဆာရွက်စာတန်းလေးကိုယူပြီးဆိုင်ကင်နဲ့ဥထုံးရှင်ရဲ့အိမ်ကိုထွက်လာခဲ့ကြတယ် ီလိုနဲ့ဥဒွန်းရှင်ရဲ့အိတ်ဝေရောက်တော့မျောလင့်ထားတဲ့အတိုင်းဥဒွန်းရှင်ရဲ့ဇနီးကိုပါတွေ့လိုက်ရတယ်။ဟာကိုချင်းရန်တို့ပါလားအိမ်ထဲဝင်ကြလေဥဒွန်းရှင်ကလိုက်လဲစွာနဲ့ဖိမှန်တကာပြုတော့ဥချင်းရန်နဲ့မြန်မင်းအောင်လေတယောက်ကိုတယောက်ကြည့်ပြီးတော့အိမ်ထဲကိုဝင်လိုက်ကြတယ်။အဲ့ဒီနောက်ဥဒွန်းရှင်ကကဲစိုးပါဦးဗျဘာကိစ္စအဲ့ဒီလိုမေးလိုက်တော့ဥချင်းရန်ကညတော်ကဖြစ်ပျက်ကိုပြန်လဲပြောပြလိုက်တယ်အဲ့ဒီကဥဒွန်းရှင်တို့ဇနီးမောင်နဲ့လည်းမျက်နာပြက်သွားကြပြီ တယောက်ကိုတယောက်ကြည့်မိကြတယ်။အတန်ကြာတဲ့အခါမှာဦးထွန်းရှင်ကတက်ပြင်းချပြီးတော့ပြောတယ်။ခင်ဗျားတို့ဒီလိုကြုံရတာကျုပ်တကယ်စိတ်မကောင်းပါဘူး။တကယ်တော့အဲ့ဒီကကကျုပ်တို့မိသားစုကပါ။ဗျာ။ဟုတ်ပါတယ်။လွန်ခဲ့တဲ့3လလောက်ကသူတို့မိသားစုဖျားဘူးသွားရင်လည်းလမ်းမှာကားအစီးတန်းဖြစ်ပြီးတော့တမိသားစုလုံးဆုံးသွားတာပါ။အဲ့ဒီခိုင်မှာဦးထွန်းရှင်ရဲ့ဇနီးကလည်းဝင်ပြောတယ်။သက်ဆိုင်ရာကအဲ့ဒီကကိုတင်းသွားတော့ ကျမတို့လည်းနှမျောတာနဲ့အကြီးကဲတွေနဲ့ညှိနှိုင်းပြီးတော့ပြန်တယ်လာခဲ့တာပါ နောက်တော့အဲ့ဒီကားကိုတေချာပြန်ပြေးပြီးအိမ်မှာအသုံးပြုမယ်လို့တော့ကိုဝင်းမောင်ကသူ့တန်ငယ်ချင်းကိုရောင်းပါဆိုလို့ကျမတို့လည်းရှင်တို့ကိုရောင်းလိုက်တာပါခမရတို့ပြောတော့အဲ့ဒီကားအရှုပ်ရှင်ကင်းနေဆိုဓာရီကိုဘာလို့အစကလေးကမပြောတာလဲလိုအပ်မယ်မတင်လို့ပါဗျာအဲ့ဒီကားကိုအိမ်မှာထားတော့ကဘာပြဿနာမှမဖြစ်ခဲ့လို့ပါဒါကြောင့်ခမရတို့ကိုရောင်းလိုက်တာပါ ။ဦးထွန်းချိန်ကမျက်နှာမတမယာနဲ့ပြန်ပြောတော့ဦးချင်းရံတို့တားဖားနေရောက်လဲစိတ်မကောင်းဖြစ်သွားရပြန်တယ်။အဲ့ဒီနောက်ကဲပြာပြီးခဲ့တာကြီးလဲထားလိုက်ပါတော့။အခုကားကိုခမရစီပြန်ပို့ဖို့လာခဲ့တာပဲ။ရော့ဒီမှာစာချုပ်စာရုံးနေ။ကားကတော့အိမ်မှာကျုပ်တို့မမောင်းရဲလို့ထားခဲ့ရတယ်။ခမရတို့ပဲလာယူလှည့်ပါ။ကောင်းပါပြီဗျာကျုပ်တို့လာယူပါမယ်။အဲ့ဒီနောက်ဦးထွန်းချိန်ကသူ့ရဲ့ဇနီးကိုပြောလိုက်တယ်။မိမကြီး သူတို့ကားဝယ်တုန်းကပေးခဲ့တဲ့ချက်လက်မှတ်အိမ်ခန်းထဲကပြိုထဲမှာရှိတယ်ယူပေးလိုက်ပါအောင်ကွာဟုတ်ကဲ့ပါရှင်ဇနီးဖြစ်သူအိမ်ခန်းထဲကိုဝင်သွားတယ်ဆက်လက်ပြီးတော့ဦးထွန်းရှင်ကကိုချိဟန်တို့ကို မေတ္တာရက်ခံစရာရှိပါသေးတယ်ဟုတ်ပြောပါအခြားမဟုတ်ပါဘူးကိုဝင်းမောင်နဲ့ပတ်သက်တာလေးပါဒီကားကိစ္စကိုကိုဝင်းမောင်မသိပါဘူးခမားတို့ကလိုချင်တယ်ဆိုလို့သာသူကရှာပေးခဲ့ကြုံပါဒါကြောင့်သူ့ကိုအမြင်မလွဲစေချင်ပါဘူး ရပါတယ်ဗျာကျုပ်တို့နားလည်ပေးနိုင်ပါတယ်ဟုတ်ကဲ့ပါဗျာကျေးဇူးပါပဲအဲ့ဒီခိုင်းမှာဦးထွန်းရှင်ရဲ့ဇနီးလေးအိတ်ခမ်းလေးကထွက်လာပြီးတော့ယူဆောင်လာတဲ့ချက်လက်မှတ်ကိုဦးချင်းရံကိုပေးလိုက်တယ်အဲ့ဒီခါဦးချင်းရံကချက်လက်မှတ်ကိုအိတ်ကဲတဲထဲလိုက်ပြီးတော့ကားကိုတခါလေးလာယူလှည့်ဗျာအိမ်ကားလူတွေလည်းကားနာကိုတော့မကဲရဲကြဘူးဖြစ်နေတယ်ဟုတ်ကဲ့ကျွန်တော်အခုပဲလာယူပါမယ်အဲ့ဒီနောက်ဦးထွန်းရှင်လေးဦးချင်းရံတို့ရဲ့အိတ်ကိုလိုက်ပြီးကားကိုယူပြီးတော့မောင်းထွက်သွားတယ် အဲ့ဒီအခါမှာဦးချင်းရံတို့တိုင်သားလုံးလည်းတက်ပြင်းချနိုင်တော့တယ်ဒီလိုနဲ့တလားခန့်ကြားတဲ့အခါမှာကားလမ်းမပေါ်မှာနာရီမှဖွင့်နေကြတချင်းတန်ကြောင့်ဆိုင်ထဲမှာရှိတဲ့လူတွေလည်းအတန်လာရဘက်ကိုလှမ်းညော်ကြည့်ကြတယ်ဒါကတော့ဒီမျိုးရဲ့ထုံးစံလိုလိုဖြစ်နေတယ်နာရီတခုခုတွေးပြီးဆိုရင်ကွဲလွန်သူရဲ့အမိအသက် နေရက်စသီတို့ကိုစူးစမ်းတတ်ကြတယ်မကြပါဘူးချိုကလက်တင်လာတဲ့ကားကဆိုင်ရှိကနေဖေးညင်းစွာဖြတ်မောင်းသွားတယ် ကားမှန်ပေါ်မှာတော့ကွယ်လွန်သူရဲ့အမိအသက်စသည်တို့ကိုစာရွက်နဲ့ရေးကတ်ထားတယ်။ကိုနိုင်စောအသက်60ရွှေချောင်းအင်းရက်ွက်ဟာရွှေချောင်းအင်းရက်ွက်တဲကကိုနိုင်စောကြီးတော်စုံးမာရော်လားဟာဦးချေရန်ကရေရွလိုက်တာဖြစ်တယ်။အဲ့ဒီကဒေါကိတ်ခိုင်က ဟုတ်တယ်လေမနေ့ကပဲစုံးသွားတာသူခင်ဗျာတနာပါတယ်သာသမီတွေကပြန်ကြည့်ပေါ်တော့မရဘူးအဲ့ဒီခိုင်မှာကွဲလွန်သူရဲ့မိသားစုစီးနေလိုက်ပါလာတဲ့ကားလေးကလည်း ်ဆိုင်ရှိကနေဖြင်းညင်းစွာပြန်မောင်းသွားပြန်တယ်။ကားကပရိုပေါအဖြူရောင်လေးဖြစ်တယ်။ကားရဲ့မန်းပေါ်မှာလည်းအလူရှင်ရဲ့အမိကိုစတစ်ကာနဲ့စလုံးထွင်းပြီးတော့ကပီးထိုးထားတယ်။ဥထွန်းရှိန်ဒေါ်မြတွေမိသားစု ကောင်းမှုအဲ့လိုကပီးကြောင့်ဥချင်းရနဲ့တော်ကိခိုင်လေတယောက်မျက်နှာတယောက်ကြည့်မိကြတယ်။တပန်ဆိုင်ကိုကြော်သွားတဲ့အဲ့ဒီကားကိုပြန်ခေးကျင်နေတော်ကိခိုင်ကချီရွတ်လိုက်တယ်။အော်ကားကိုသူတို့စိတ်ဓာတ်တုခလူမှုကွန်ရီရဲ့တင်ကိုလှူလိုက်ပြီကို အဲ့ဒါပဲကောင်းပါတယ်ဟာအချားလူတွေစီဆက်ရောင်းရင်ဘာပြဿနာတွေဆက်ဖြစ်အောင်မလဲမသိဘူးအခုတော့အေးပြီပေါ့အဲ့လိုပြောပြီးတဲ့နောက်ဦးချင်းရံကဆိုင်ထဲကိုဝင်သွားတော့ဒေါက်ကိခိုင်းကလည်းသူနဲ့အတူလိုက်ဝင်သွားတယ်။နာယီကိုလိုက်ပို့ပေးတဲ့လူတန်းကြီးကလည်းလမ်းမအပေါ်တိုင်းတုတ်တန်ရှိရာနောက်ကိုတရွေ့ရွေ့နဲ့ရှောင်းလန်းနေကြတယ်။နေလုံးကြီးကလည်းတဖြည်းဖြည်းနဲ့ဝင်စားပြုတ်သွားပါတော့တယ်။ ပရိသတ်ကြီးများခင်ဗျာဇလန်းလေးကတော့ဒီနေရာမှာပြီးဆုံးသွားပါပြီအားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ